မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချန်ဖို့အမတ်လောင်စစ်ဘူဂျိုဟောင်းများကိုရွေးကောက်ပွဲအနိုင်ရအောင်လှုပ်ကြရန်မင်းအောင်နိုင်ကအမိန်ပေးထားတော်လဲအစိုးရအသင်းနှင့်လွှတ်တော်အစ်တွေညီတိယာတူနှင့်နေရာပေးညီကိုအတိမပေးဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှပြပါရစေ ကျန်းဖွဲ့ပါတီမှရွေးကောက်ပွဲဝင်ကြသည့်လွှတ်တော်အမတ်လောင်စစ်ဗိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနိုင်ရရှိရေလှုံ့ဆော်ကြရန်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအမိန့်ပေးထားတော်လဲအစိုးရတင်နှင့်လွှတ်တော်တစ်တွင်မြစ်တီတာဝန်နှင့်ယာတို့များပေးမည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိဟုစစ်ဗိုလ်ချုပ်ဟောင်းများကထုတ်ဖော်ပြောဆိုကြပါသည်လာမယ့်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွှေခောက်ပွဲမဲဆွယ်စည်းရုံးရေးအတွင်းကျန်းဖွတ်ပါတီတွင်ရွှေခောက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်း၍မိတ်ဆက်မှုများလှုံ့ဆော်စဉ်စစ်ဗိုလ်ချုပ်ဟောင်းတို့ကနေမြေကကျန်းဖွတ်ပါတီဝင်များကို ရွေးကောက်ပွဲအောင်နိုင်ရေးအားတက်သရော်ပါဝင်ပေးကြရန်မြစ်တာရက်ခန့်ကြောင်းနိုင်ငံတော်ကတာဝန်ပေးအပ်ပြီးအမလောင်းဖြစ်လာရောက်ရှင်ပြိုင်ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိရေးစစ်ကောင်ဆောင်မြောင်းလိုင်းကဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းရွေးကောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရအသစ်နဲ့လွှတ်တော်အသစ်တွင်မိတိယာတူတာဝန်နှင့်နေရာများပေးမည်ကိုလည်းမသိရှိပဲကြာရာတာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုထုတ်ဖော်ပြောဆိုကြကြောင်းသိရပါသည် အခုပါတီထဲမှာနိုင်ငံရေးအဖွဲ့တွေဖွဲ့တယ်အဲ့ဒီမှာနေမြေကွင်းဆင်းလာတဲ့အမတ်လောင်ဘိုးချုပ်ကြီးတွေကသူတို့ဒီကိုလာပြီးရှင်းပြတာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနိုင်ရရှိအောင်အားလုံးကဝိုင်းဝန်းပြီးကူညီပေးကြပါအနိုင်ရရှိဖို့လည်းအထက်ကကြိုးစားခိုင်းထားတယ်အဲ့ဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်လည်းအစိုးရတင်တဲ့လွှတ်တော်တက်မှာဘာယာဒူဘာတာဝန်ပေးမလဲဆိုတာလည်းမသိဘူးပါတာဝင်ဗာရီယာဒူးမှမပေးရလေလွှတ်တော်အမတ်အဖြစ်နဲ့နေမြေကန်ပါတီဝင်တွေနဲ့သူတို့သက်သားတဲ့ရက်ဒီမင်း အဲ့ဒါကြောင့်ရွေးကောက်ပွဲအနိုင်ရရှိအောင်အားလုံးကတစိမ့်တဝက်နှီးကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြစ်တာရက်ခန့်နေဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်ကြံဖို့ပါတီကလက်ရှိမဲဆွယ်စည်းရုံးရေလှုပ်ဆောင်ရာတွင်ကုံစည်းနှုံးကြစင်ကြီးတရားဥပဒေစိုးမိုးရင်းနှင်စီးပွားရေးကောင်းမွန်ရေးဆိုသောအချက်များကိုအဓိကထားဥတီမဲဆွယ်ကြောင်းမဲဆွယ်ပွဲတိုင်းတွင်ကြံဖို့ပါတီကိုမဲပေးဆက်ဖြင့်ညီတို့မျိုးပုံမဲပေးရမည်ကိုအတိအကပြတ်သစည်းရုံးနေကြောင်းသိရပါသည် လက်ရှိကျန်းဖွတ်ပါတီ၏မဲဆွယ်ပွဲ လာရောက်တက်သူများကိုစံစီစာအပါဝင်ရိတ်ခါကြောင့်များလမ်းစရိတ်အဖြစ်ငွေကျပ်2000ကျန်းဖွတ်ပါတီအမတ်တစိတ်အုပ်ထုံးအင်ဂျီဘောင်းမီများကိုအခမဲ့ဖြန့်ဝေပြီးနေအိမ်တိုင်းတွင်ကျန်းဖွတ်အလံများထောင်ထားကြရန်အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရပါသည်မဲဆွယ်ပွဲတက်ရင်စံတပြည်စီ25ကျပ်သားတပူကလဘဲတထုတ်ပေးတယ်ငွေကတော့2000လမ်းစရိတ်နဲ့အမုတ်ဘူးပေးတယ်ပါတီရဲ့အုပ်ထုပ်အင်ကြီးပေးတယ်အိမ်တိုင်းမှာထိုးထားဖို့ပါတီအလံလေးတွေပေးတယ် ကြာကဗဟိုကချပြီးတဲ့ငွေနဲ့လုတ်တာပါဟုကြံ့ခိုင်ရေးပါတီတရင်ရင်းမြစ်ကရှင်းပြပါတယ်မင်းအောင်လိုင်းစိတ်ခိုင်းချက်အရာစစ်ကော်မရှင်မှစစ်အရာရှိကြီးများဖြစ်ကြသည့်အောင်လင်းတွင်ညာထွန်ဦးဝင်းကြီးတရောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်း ODS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DSA 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSA 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံမြန် ODS 83ဒုဗိုလ်ချုပ်ကြီးဟောင်းလေးအောင် DSA ကျူဘိုကျုံကြီးဟောင်းဆိုတင်နိုင် DSA 37တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့မှကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်းပြနေကြပါတယ်။အကြံဖက်စစ်ကော်မရှင်မှအောက်လင်းတွေကနေပြီးတော့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ပြည်အရင်၎င်းမြို့စောကကိုကိုကျုံပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မှ၎င်းညထုံဦးကပြင်းဦးလွင်မျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မှ၎င်းရှင်ပြိုင်ကြမည်ဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းသက်ပုံကစကိုင်းမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ ဒုတိယဘူချုပ်ကြီးဟောင်းစိုးတင်နိုင်ကမကွေးမြို့နယ်မေဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပင်မြို့နယ်မေဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မေဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မိဖြစ်ပါတယ်။ကျန်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယတိတိမြို့နယ်အငိမ့်စားဘူချုပ်ကြီးတင်အောင်စံကဥတ္တရတိတိမြို့နယ်မေကင်းမောင်မြင့်ကဇဘူတိတိမြို့နယ်မေဆန္ဒနယ်အငိမ့်စားဘူချုပ်ကြီးမြတ်ဟင်းကဒက္ခိဏတိတိမြို့နယ်ပုပ္ပတိတိမြို့နယ်တွင် ဘူးလက်လာဆွေဘိုးကျုံဟောင်းမမအောင်ကတက်ကုံမြို့နယ်မဲဆန္ဒနေတို့တွင်အတီးတီရှင်ပြန်ကြမည်ဖြစ်ကြောင်းသိရပါသည်စစ်တပ်ကကြမ်းဖော့ပါတီတို့ဘိုးကျုံကြီးအဆက်မှတက်ကြက်ကြီးဆက်ရီးအဆင်အထိ489ဦးဆေလွတ်ခဲ့ပြီးစစ်တပ်မှဘိုးကျုံကြီး2ဦးဒုဘိုးကျုံကြီး6ဦးဘိုးကျုံဆက်နက်ဦးဘိုးမူးကျုံဘိုးမူးကြီးနဲ့ဒုဘိုးမူးကြီး300ဦးဘိုးကြီးနဲ့ဘိုးမူး130ဦးရုံအုံမှတက်ကြက်ကြီးဆက်ရီးအထိအခြားအဆင့်6ဦးဆေလွတ်ခဲ့ကြောင်း စစ်တပ်ထိတ်တန့်အရာရှိကြီးများမှကျန်းဖို့ပါတီ အမတ်လောင်းများအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ဆလပီစစ်တပ်ကလိုအပ်နေသောနိုင်ငံချောင်းဝင်မရရှိမှုအတွက်ခွန်တီဖြင့်လောက်ခလာစာများကိုလွှဲနေသောပြည်ပရောက်မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကိုအရေးယူရန်ညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကလိုအပ်နေသောနိုင်ငံချောင်းဝင်မရရှိမှုအတွက်ခွန်တီဖြင့်ငွေလွှဲနေသောပြည်ပရောက်မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကိုအရေးယူရန်ညွှန်ကြားထားကြောင်း ဒီပါအလုပ်အခိုင်အေဂျင်စီအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရပါတယ်။ဒီပါရောက်လောက်ခလစာနိုင်ငံသားငွေများကိုတရားမဝင်ငွေလွှဲလမ်းကြောင်းဖြစ်ပြီးခွန်ဒီဖြစ်လွှဲနေသောမြန်မာနိုင်ငံသားများကိုနိုင်ငံကူးလက်မှတ်သက်တမ်းတို့မပေးခြင်း၊ဒီပါထုတ်ဖွဲ့ပိတ်ခြင်းအပါဝင်အရေးယူမှုများဆောင်ရွက်နေပြီးတခြားတစ်ဖက်တွင်လည်းအလုပ်သမားဆီလွတ်ခဲ့သောဒီပါအလုပ်အခိုင်အေဂျင်စီများကိုလည်းလိုင်စင်ပိတ်သိမ်းအရေးယူမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ကလိုအပ်နေသောနိုင်ငံသားငွေရရှိရေးအတွက် ပြည်ပရောက်မြန်မာအလုံသမားများထံမှလောက်ခလာစာများပုံမဝင်ရောက်ရရှိလာရင်စစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကျက်ဆောင်ရွက်နေကြောင်းစစ်တပ်ထုတ်ပြန်သောပြန်တမ်းအရာသိရှိရပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှလောက်ခလာစာများပုံမဝင်ရောက်စေရေးအတွက်ကျမတ်ဆောင်ရွက်ရန်စစ်တပ်ကပြည်ပရောက်မြန်မာနိုင်ငံသားများဤလောက်ခလာစာများပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီကိုအဖွဲ့ဝင်73ဦးဖြင့်ယခုနှစ်ဩဂုတ်လ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏လောကလဆာများပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီတွင်အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဥက္ကဋ္ဌအဖြစ်၎င်းစစ်တပ်ရဲ့စစ်ထောက်လန်းရေးစာသုံးလုံးဗဟိုဘဏ်နှင့် အလုံသမားဝင်ကြီးဌာနအပါဝင်ဝင်ကြီးဌာနပေါင်းစုံမှညွှန်ကြားရေးမှူးများညွှန်ကြားရေးမှူးချုပ်များဒုညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်းသိရှိရပါသည်အဆိုပါကော်မတီကပြည်ပရှိအလုံသမားများထံမှလောက်ခလဆာဝင်ဝင်များကိုပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပြရာတွင် တရားမဝင်ငွေလွှဲလမ်းကြောင်းကိုအသုံးမပြုဘဲတရားဝင်ဖန်လမ်းကြောင်းမှလွှဲပို့စေရင်လောက်ခလာစာများပုံမဝင်ရောက်လာစေရတဲ့အတွက်တန်ယုံစစ်တပ်ယုံနဲ့ကောင်စစ်ဝင်ယုံများကစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်ဒီပါရောက်မြန်မာနိုင်ငံသားများအနေဖြင့်လဆာဤအနေဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှိမိသားစုထံသို့ပြန်လည်လွှဲပြောင်းရေးအတွက်အလုတ္တမဆေလွတ်ခဲ့သောအေဂျင်စီများကတာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းသုံးဆောင်ရရတွင်ပြည်ပသို့ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့်လိုင်စင်ရကုမ္ပဏီများနှင့်ဘဏ်စနစ်ချိတ်ဆက်၍ငွေရဲလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားပါသည်။ရှင်းအပြင်ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့်တရားမဝင်လမ်းကြောင်းမှငွေရဲပြောင်းမှုများကိုအရေးယူရန်နှင့်ရှင်းသုံးဆောင်ရွက်နေသည့်အေဂျင်စီများကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပါသည်။အခုအလုသမားအေဂျင်စီတွေအနေနဲ့ပြည်ပရောက်မြန်မာအလုသမားတွေစီကလောက်ခလာစာ25ရာခိုင်နှုန်းဝင်ရောက်အောင်မလုပ်နိုင်ရင်အေဂျင်စီပိတ်သိမ်းခံရတာတွေ အရေးယူခံရတာတွေအများကြီးရှိနေတယ်။ license ပိတ်သိမ်းခံရတဲ့ agency တွေတော်တော်များတယ်။ပြပရောက်မြန်မာအလုံသမားတွေကို25ရာခိုင်နှုန်းပြည်တွင်ပြန်လွှဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခတ်ပါတယ်ဟုရန်ကုန်အခြေစိုက်ပြပအလုံအကိုင်အေဂျင်စီလုပ်ငန်းရှင်တအူကပြောဆိုပါတယ် ဆက်လက်ပြီးစစ်ကော်မရှင်ကလက်အောက်ခံဝန်ထမ်းများစီမှကြိုတင်မဲယူရန်မဲစရင်ကိုဖိအားပေးစစ်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်ကလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှဝန်ထမ်းများဤကြိုတင်မဲများရယူရန်တပ်ဆိုင်ရာမျိုးနွယ်များတွင်မဖြစ်မနေမဲစရင်စစ်ရန်ဖိအားပေးခိုင်းစေနေကြောင်းသိရပါတယ်။ကျိုတင်မဲယူရန်နှင့်မဖြစ်မနေမဲပေးရေးအတွက်နမဲစရင်များမဲစရင်တွင်ပါဝင်ခြင်းရှိမရှိကိုစစ်ဆေးရန်စစ်ကော်မရှင်ကဝန်ထမ်းများအားဖိအားပေးလာကြောင်းဝန်ထမ်းတအုပ်ကပြောပါတယ် ဝန်ထမ်းတွေကိုရုံအထက်လူကြီးကနေမဲစရင်အတင်းစစ်ခိုင်းနေတာစစ်ပီးချောင်းကိုလည်းဖုံးနဲ့တပ်ပုံရိုက်လာခိုင်းနေမဲစရင်စစ်ဆိုလို့သွားတာစစ်ရတယ်ကပောက်တိကပောက်ချာအကုန်လုထားတော့ကိုအိမ်နောက်စုစရင်ကိုဘလို့ရှာရမှန်းတော့မသိဘူးရုံကလူတွေလည်းမကူညီနိုင်ဘူးမဲစရင်တဲ့နာမည်မပလာရင်အဖမ်းခံရမယ့်ပုံစံတောင်ချင်းချောက်ထားတယ်ဟုဌာနဆိုင်ရာအမိမဖော်လို့သည့်ရုံးဝင်တန်းတအူကသတင်းဌာနကိုပြောကြားပါတယ် မဲစရင်သွားရောက်စစ်ဆေးခြင်းရှိမရှိကိုဓာတ်ပုံရိုက်သက်သေတင်ပြရပြီးမဲစရင်မပလာပါကလည်းသက်ဆိုင်ရာနေမျိုးကိုအတိပေးရန်အတင်းအကျပ်ခိုင်းစေမှုများရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှစတင်ကဝန်ထမ်းများအားနေထိုင်ရာနေမျိုးယုံများတွင်မဲစရင်သွားရောက်စစ်ဆေးပြီးဝန်ထမ်းအရာများတွင်နေထိုင်သည့်ဝန်ထမ်းများကိုလည်း၎င်းတို့ရခင်နေထိုင်ခဲ့သည့်နေမျိုးများ၌သွားရောက်၍မဲစရင်စစ်ဆေးခိုင်းသည်ဟုဆိုပါတယ်။ မဲပေးရန်စည်ရင်ပါမပါကိုသွားရောက်ဆဲဆဲရတွင်လေမဲစည်ရင်ကိုစနစ်တကျပြုလုပ်ထားခြင်းမရှိတဲ့အတွက်ဝန်ထမ်းများမှစီစစ်ရန်ခက်ခဲနေပြီးဌာနဆိုင်ရာမှ PRP ခိုင်းစေသည့်အတွက်စိတ်ဖိစီးမှုများရှိနေကြောင်းဝန်ထမ်းများကဆိုပါတယ်စစ်ကောမရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်တရားမဝင်ရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်ပြီးနေပြည်တော်မှမရရှိသေးသည့်ဒေသများမှလွှတ်၍ကြံတိုင်းငယ်ပြည်နယ်များကိုအပိုင်းလိုက်ခွဲကကျင်းပမည်ဟုထုတ်ပြန်လာပါတယ် နေမည်စုံမမှုမရနိုင်သည်ပဲရွေးကောက်ပွဲကျင်းပမဲ့စည်ရင်တွင်ထည့်သွင်းထားသည့်နေမည်များကိုစစ်ကော်မရှင်ကယခုရက်ပိုင်းတွင်စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းများဇက်တိုက်ပြုလုပ်လာပါသည်။ထို့ပြင်ယခုပြုလုပ်မိအတုအယောင်ရွေးကောက်ပွဲကိုဝေဖန်သည့်ပြည်သူများနှင့်ရွေးကောက်ပွဲလှုံ့ဆော်သည့်ဇလန်တို့ကိုဝေဖန်ခြင်းပြုလုပ်သည့် post တို့ကိုဝေဖန်ခြင်းပြုလုပ်သည့် post out တွင် live reel များပေးသည့်သူများကိုပါဖမ်းဆီးတရားစွဲထားရာပြည်သူ60ကျော်အထိဖမ်းဆီးခံထားရပြီဖြစ်ကြောင်းသိရပါသည်။